ထောပတ်ပင်ပုပုလေးနဲ့တီးအောင်ဒီလိုလေးပြုလုံလိုက်ပါထောပတ်ပင်မှာဂိုင်းရင်တကိုင်းကိုရွေးချယ်ပြီးအကျယ်နှလေးမကန်အပေါ်ရန်အခောက်ခွန်ကိုခွာပေးလိုက်ပါခွာထားတဲ့နေရာမှာအမြင်လေးတွေပြောင်းအောင်ချက်ပေးပြီးရှက်ဆောင်လက်ပတ်အရည်တွေနဲ့ပုတ်ပေးရပါမယ်အမြင့်ပွားဖို့အတွက်ဘူးကုန်တစ်ခုဆွတ်ထားပြီးရေစိမ်းထားတဲ့အုံဆာမုံတွေကို အပြည့်ထည့်ထားပေးလိုက်ပါအဆိုတာထိမ့်သိမ့်နိုင်စေဖို့အတွက်ပလတ်စတစ်အိတ်နဲ့ဖုံးအုပ်ပေးရပါမယ် ဒါဆိုရင်တော့ရဲ့အနှဲငယ်လောက်ဆိုအမြက်တွေထွက်လာပြီးအပင်ပူပူလေးနဲ့တီးလာမှာပဲဖြစ်ပါတယ်။မလကာပင်ပူပူလေးနဲ့တီးအောင်အမြက်ပွားနည်းဆင်းဆင်းကိုဝီမြပေးလိုက်ပါတယ်။ပထမဆုံးမိမိအမြက်ပွားမဲ့မလကာပင်ကဂိုင်းရည်တကိုင်းကိုရွေးချယ်ပေးပါ။ရွေးချယ်ထားတဲ့မျိုးကိုင်းကိုအကျယ်နှလင်းမကန့်အရာလေးတွေဖြစ်အောင် ပြုတ်လုပေးပြီးအပေါ်ရန်ခောက်ခုံကိုခွာပေးရပါမယ်။အစိမ်းရောင်အမြင်လေးတွေပျောက်ဆင်းသွားစေဖို့အတွက်ဓာတ်နဲ့ချက်ထားပေးလိုက်ပါ။ အမြင့်ပွားဖို့အတွက်ရှေ့ဆောင်လက်ပတ်ကိုအသုံးပြုပါမယ်ရှေ့ဆောင်လက်ပတ်မှာတဘာဝအမြင့်ထွေဟော်မုန်းပါဝင်တဲ့အတွေ့အမြင့်ထွေနှုန်းကိုပုံမှန်မြန်ဆန်စေပါရယ်။ခင်းသီးတလုံးကိုနှစ်ချမ်းခွဲပြီးအမြင့်ပွားမဲ့နေရာမှာဖုံးအုပ်ပေးထားလိုက်ပါ။ပြီးရင်တော့ဘူးကွန်တစ်ခုဆွတ်ပေးပြီးရေစိမ့်ထားတဲ့အုံဆက်မုံတွေကို အပြည့်ထည့်ထားပေးရပါမယ်။နေရောင်တရိုက်မထိတွေ့စေဖို့နဲ့အဆိုးရထိမ့်သိမ့်နိုင်စေဖို့အတွက်ပလတ်စတစ်အမဲစားနဲ့ဖုံးအုပ်ပေးထားလိုက်ပါ။ တလကျော်ကြားတဲ့အခါမှာတော့အမြင့်ပွားထားတဲ့နေရာမှာအမြင့်တွေများစွာထွက်နေပြီးပွားများလို့နေပါပြီ။အမြင့်ထွက်လာပြီးမှအမြင့်အောက်ခြေကနေဖြတ်ယူပြီးအိုးတစ်ခုထဲမှာမြေဆွေးကောင်းကောင်းနဲ့ထည့်ပြူပေးရပါမယ်။ဒါဆိုရင်တော့အပင်ပူပူလေးနဲ့နှစ်ချင်းတိလာမှာပဲဖြစ်ပါတယ်။သောဘပင်အမြင့်ပွားခြင်းသူတွေအတွက်ခိုင်းရှင်တွေကိုဖြတ်ယူပြီးအရှိချောက်လက်မခံအပိုင်းလေးတွေဖြတ်အောင် ဖြတ်တောက်ပေးလိုက်ပါ အမြင့်ထွေးများစားစေဖို့အတွက်အရင်ပိုင်းမှာအခောက်ခွန်တွေခွာပေးပြီးရှစ်ဆောင်လက်ပတ်နဲ့ပုတ်ပေးထားရပါမယ်။ရင်းရင်တော့အုံဆံမုံတွေထဲမှာထိုးဆိုင်ပေးပြီးရေဆိုးရွှဲအောင် လောင်းပေးထားလိုက်ပါ။တလကျော်ကြာတဲ့အခါမှာတော့မျိုးကိုင်းတွေမှာရွက်တွေများစွာထွက်နေပြီးအမြင့်တွေလည်းဝီစာလို့နေပါပြီ။ဒါဆိုရင်တော့တလကျော်ကန်ထပ်မံပြုတ်ထားပြီးမြေချဆိုင်ပြုတ်လို့ရပါပြီ။